မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်တပ်ဝါရဖြင့်ဇလံကိုပြည်သူတွေတပိတ်မှောက်တာကြောင့်စေယုစုကအရေးပေါ်အစည်းအဝေးခေါ်အမှုပညာရှင်အားလုံးတက်ဖို့ဖိအားပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်ချီရေးဇက်ကားမှာပါဝင်သူတွေပြည်သူတွေကလူမှုရေးပြစ်ဒဏ်ခတ်တာတပိတ်မောက်တာအပြင်းထန်ပြုလုပ်နေတာကြောင့်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကအမှုပညာရှင်အားလုံးကိုမလာမနေရောက်ခေါ်ယူပြီးဒီကနေ့အောက်တိုဘာ30ရက်မွန်လွယ်ပိုင်းမှာရေးပေါ်စည်းဝေးခေါ်နေတယ်လို့အမှုပညာအတိုင်းဝိုင်းကတရင်ရှင်းမြစ်တွေကပြောပါတယ် ခေတမိုင်းကိုဒုံဆိုင်မြို့သူများစစ်တပ်ဝါရဖြန့်ကားပေါ်မှာပြည်သူတွေရဲ့ PC နဲ့ social punishment ထိရောက်သွားတဲ့အတွက်ကြောင်ညာကုမ္ပဏီတွေကဝါရဖြန့်ကားမှာပါဝင်တဲ့သူတွေကိုကြောင်ညာမရိုက်တော့တာကြောင့်ကုမ္ပဏီတွေကိုကြောင်ညာဆန့်ရိုက်ရန်အတွက်စေအုပ်စုကပြားပေးရန်နဲ့ပြည်သူတွေနဲ့လူမှုရေးပြစ်ဒဏ်ခတ်တာ ။တပိတ်မောက်တာအပေါ်တံပြင်းရန်ဆွေးနွေးမယ်လို့အကြံဖြင့်တည်ထားရတယ်လို့သတင်းရင်းမြစ်တချို့ကပြောပါရယ်။အစည်းအဝေးကိုရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်အစည်းအရုံးအစည်းအဝေးခန်းမမှာအောက်တိုဘာ30ရက်မွန်းလွဲတနအီမှာပြုလုပ်တာဖြစ်ပါရယ်။စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဦးမမောင်အောင်လည်းကိုရိုင်းတက်ရောက်မှာဖြစ်ပြီးရုပ်ရှင်တရုပ်ဆောင်တွေအားလုံးကိုလည်းမလာမနေရဆိုပြီးခေါ်ထားတယ်လို့အမှုပညာတိုင်ဝမ်ကသိရပါရယ်။ စစ်ကောင်စီကရေကောက်ပွဲအတွက်ဝါရပြန့်မှုရည်ရွယ်ပြီးလက်ရှိမြန်မာရုပ်ရှင်လောကမှာနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့နေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်ချူလီမင်းမြင့်မိုးတို့နဲ့ဇက်ကားရိုက်ကူးခဲ့တာပါဒါပေမဲ့လည်းဒီဇက်ကားကတော်လန်ရေးတပ်ဖွဲ့တွေစီရီယန်တွေကိုစော်ကားတဲ့အုံနှုံတွေနဲ့လူလူတော်လန်ရေးကိုပြည့်ရည်ပြုခဲ့တာတွေအချက်လက်အမှားတွေနဲ့စစ်တပ်အတွက်စိတ်တန်းကြဝါရပြန့်ပေးတာကြောင့်ပြည်သူတွေကဒီဇက်ကားမှာပါဝင်သူတွေကို social punishment and boycott ပြုလုပ်နေကြတာပါဒီဇက်ကားရိုက်ကူးသူရဲ့နာမည်ကိုလည်းနာမည် ဝက်နဲ့အုံပြုထားပေမဲ့အရင်ကတည်းကစစ်တပ်ဝါရဖြန့်ဇလန်းတွေရိုက်နေကြစစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးတင်အောင်စုပန်းမြို့တော်ဖြစ်တယ်လို့အမှုပညာအတိုင်းဝိုင်းကပြောပါရယ် တင်အောင်စုပန်းမြို့တော်ကယခုနောက်ပိုင်းနှစ်တွေမှာရဲတပ်ဖွဲ့နဲ့တပ်မတော်နဲ့ပါဝင် policy ဇက်ကားတွေကိုအဓိကရိုက်ကူးတဲ့သူဖြစ်ပါတယ်ပြီးခဲ့တဲ့လကပင်သူရိုက်ကူးထားတဲ့ရဲတပ်ဖွဲ့နဲ့ဂုံပြူဇက်ကားကိုတန်းစီစနစ်နဲ့မဟုတ်ပဲယုံတင်ခဲ့တာကြောင့်ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်လက်ရှိမှာတော့အမှုပညာရှင်တွေပေါ်ပြည်သူတွေက social punishment and boycott ပြုလုပ်ဖို့ဆက်လက်တွန်းအားပေးလှုံ့ဆော်နေကြတယ်လို့ဝါရပြန့်ဇက်ကားမှာပါဝင်ခဲ့တဲ့အချို့သေုပ်ဆောင်တွေဆိုရင်သူတို့ရဲ့ page တွေမှာအမှတ်ချက်ပေးလို့မရအောင် comment တွေကိုပိတ်ထားတဲ့ ိပါပဲဒီဝါရဖြန့်ဇက်ကားပေါ်လူမှုကွန်ရက်ဝေဖန်သူတွေကိုရေးယူဖို့စစ်တပ်ထောက်ခံတဲ့ Telegram တွေကလုံဆောင်နေကြပါတယ်စစ်ကောင်စီရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးလုံဆောင်သူတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေတဲ့ရန်ကုန်အခြေစိုက်မြေရောက်ဒေါ်လာရေးအဖွဲ့၅ဘွဲကလည်းဒီဇလန်တွဲမှာပါဝင်သူတွေကိုရေးယူသွားမယ်လို့ကြေညာထားကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ စကိုင်းတရားမှာကွန်ကားသမားတွေကိုပြစ်မှတ်ထားပြီးစစ်သားစုဆောင်တဲ့တရင်ချောင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးနဲ့စကိုင်းကိုဆက်သွဲထားတဲ့စကိုင်းတရားမှာလောက်ကုံရပ်ပိုင်းတွင်ကွန်ကားသမားတွေကိုပြစ်မှတ်ထားပြီးစစ်သားစုဆောင်တာကြောင့်ကွန်ကားချို့ပြေးဆွဲတာကိုရန်နာထားရတယ်လို့ရှင်မောင်းတွေထံကသိရပါတယ်။လတလာရဲ့လောက်ကုံရပ်တွေမှာစကိုင်းတရားမှာဖျက်ဆီးသွားလာတဲ့ကွန်ကားကရင်ကိုအမျိုးသားတွေကိုစိတ်ကောင်းစိတ်တက်ကပေါ်တာဆွဲပြီးစစ်တက်ထဲထဲထားလို့သိရပါတယ်။လောက်ကုံကနေတပတ်ကျော်လောက်ဆိုခမည်းတော်ဘယ်တော့မှစကိုင်းတရား ရဝင်းချင်းကိုမသွားနဲ့လူပြည့်အောင်အကုန်ဆွဲတယ်လို့ကုံကားရှင်မောင်တူကပြောပါတယ်အဲ့ဒီလိုစစ်သားစုဆောင်နာကိုလတလရဲ့နောက်ဆုံးရက်သက်တစ်ပတ်ကနေလာဆန်ပထမရက်သက်တစ်ပတ်အတွင်းလှုပ်ဆောင်လေးရှိတယ်လို့သိရပါတယ် အိမ်စည်းကားနဲ့ခရီးသွားနေသူတွေကိုတော့စစ်တပ်နဲ့ဗတ်သက်ဆက်နွယ်သူတွေဖြစ်မှာစိုးရိမ်တာကြောင့်ကုန်ကားသမားတွေကိုပဲပြစ်မှတ်ထားတာလို့ရင်မောင်းတွေကယူဆနေကြပါတယ်။စပယ်ယာလည်းမရဘူးအကုန်ဆွဲချတယ်သူတို့ကကုန်ကားလိုက်ပါဖန်ရင်အဲ့ဒီကားသမားရောစပယ်ယာရောအကုန်စစ်ထဲလိုက်ပဲဘယ်ပုံမှန်နဲ့မှရေးမယူဘူးစစ်ထဲပဲထည့်တာလို့ကုန်ကားမောင်းသူတို့ကပြောပါတယ်။ မန္တလေးမြို့မှာလာမယ့်စစ်မှုတွေအပတ်စဉ်အတွက်လူသစ်စုဆောင်းနာတွေကို စတင်နေတယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်စီကစစ်မှုတွေအပတ်စဉ်တစ်ခုကိုလူ9000လုံးခေါ်ယူမယ်လို့ကြေညာထားတာပါ။ပြီးခဲ့တဲ့စက်တင်ဘာ15ရက်မှာအပတ်စဉ်စက်ခွန်ကိုစတင်ထားပါတယ်။အပတ်စဉ်15အထိတနင်္ဆင်းထားပြီးဖြစ်တဲ့အတွက်စစ်ကောင်စီတပ်တွေမြေပြင်တိုက်ခိုက်ရေးအင်အား9500ရရှိထားပြီလို့အကြမ်းဖျင်းခံမဲ့ရပါတယ်။စစ်မှုတွေတနင်္ဆင်းတွေကိုစစ်ကောင်စီတပ်ကဒေါ်လာရေးအဖွဲ့တွေနဲ့ထိတ်တဲရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ရှေ့တန်းနေရာတွေစီစဉ်လို့ ပင်တိုက်ပွဲကြသူတွေရှိသလိုလက်နက်ချအလင်းဝင်လာသူတွေလည်းရှိနေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းကနေမြေတွေကိုဆက်လက်ကောက်ွယ်မယ်လို့ TRIView ဟာကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းအတွင်းရှိနေမြေတွေရဲ့တော်လန်ရေးဆိုင်ရာလုပ်ငန်းတွေမှာအင်အားအပြည့်နဲ့စူးစမ်းဆောင်ရွက်လျက်ရှိနေကြောင်းပြည်သူ့ကာကွယ်တပ်မတော် TRIView ဟာကဒီနေ့ထုတ်ပြန်ကြေညာခဲ့ပြီးရီမန်းချက်ရောက်အောင်တိုက်ပွဲဝင်သွားမယ်လို့သိပေးပါရယ်။တန်တပ်မတော် TNL ကမန္တလေးတိုင်းမိုးကုံမြို့နဲ့ရှမ်းမြောက်မိုးမိတ်မြို့တို့ကနေစုခွာဖို့စစ်ကောင်စီနဲ့သဘောတူအပြည့်ရဲဆဲကြောင်းကြေညာခဲ့ပြီးနောက်မန္တ လေးပေရီရဲ့မိုးကုတ်ပြူအားတို့ကထိန်းချုပ်နေမြေတွေကာကွယ်သွားမယ့်အကြောင်းကြေညာခဲ့သလိုစင်ကူးတပိတ်ချင်းနေမြေကန်အများစုပါဝင်တဲ့အင်အားများစွာနဲ့စုဖွဲ့ထားတဲ့ TRI ပြူဟာကလည်းတပ်ဖွဲ့ရဲ့သဘောထားကိုအခုလိုကြေညာခဲ့တာပါအကြောင်းရင်းကတော့မန္တလေးတိုင်းဒေသတွေနေမြေများကိုဆက်လက်ကာကွယ်မယ့်ကိစ္စပါပဲဆက်ပြီးကိုလုတ်ကိုဆက်လုတ်ကြဖို့ပင်မနဲ့သူကိုအလှည့်ပေးဖို့လို TRI ပြူဟာတာဝန်ရှိသူကကြေညာထုတ်ပြန်ရတဲ့အကြောင်းရင်းကိုရှင်းပြပါပါတယ် အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကုကဲမြို့အောက်ရှိပြူအားဖြစ်တာနဲ့အညီမန္တလေးတိုင်းတွင်ရှိနေမြေတွေရဲ့တော်လန်ကြီးဆိုင်ရာလုပ်ငန်းတွေမှာအင်အားအပြည့်နဲ့ကြိုးစားဆောင်ရွက်နေရရှိပြီးကျိုးစားဆောင်ရွက်နေလျက်ရှိပြီးမိဖက်တော်လိုင်းဤအင်အားစုတွေနဲ့တွဲဖက်ကမိမိတို့မွေးဖွားအခြေတရားဒေတာတွေကိုကာကွယ်မယ်လို့အတိအပြထုတ်ပြန်ပါတယ် အဲ့ဒီကောက်ွယ်ပြီးရှင်မန်းဖြစ်တဲ့ Federal Democracy စနစ်စီကိုအခက်အခဲများစွာကြောင်းမှဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ကရီးသစ္စာပြုကြောင်းတရားအင်ပြူဟာကထုတ်ပြန်ကြေညာကြောင်းသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ရှီနဲ့တွေ့ဆုံဆွေးနွေးခဲ့မှုကိုကြေညာကြောင်းထရန့်ပြောမြေရှားတထုကိစ္စပြဿနာမရှိနိုင်တော့ဘူးလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံဆွေးနွေးမှုဟာအန်အော့ကျင်းနေစရာဖြစ်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ အာရှခီစဉ်ရဲ့နောက်ဆုံးအပိုင်းဖြစ်တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကနိုင်ငံတကာလီစိတ်ထဲမှာရှိနေဆွေးနွေးခဲ့တဲ့နောက်ထရန့်ဟာအမေရိကန်ကိုချက်ချင်းပြန်လည်ထွက်ခွာလာခဲ့ပါတယ်။သူဟာသမရစီးတော်လေးရင် F41 ပေါ်မှာတရင်တောက်တွေနဲ့တွေ့ဆုံတဲ့အချိန်ကြမှာဆွေးနွေးပွဲနဲ့ပတ်သက်လို့သဘောထားမြင်တွေကိုပထမဆုံးမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။နှစ်ဖက်အစိုးရတွေကြားမှာကောင်းမွန်တဲ့သဘောတူညီမှုအတော်များများရရှိခဲ့တယ်လို့ထရန့်ကပြောပါတယ်။အမေရိကန်စီဖန်တယ်မူရစ်စေဝါတွေမောင်းခိုတင်သွင်းမှုကို တတိယရောက်တားဆီးပေးဖို့ပြက်ကွက်ခဲ့ကြောင်းဆွဆွဲပြီးတရုတ်ရဲ့ဓာတ်ရုပစ္စည်းချို့တင်သွင်းမှုပေါ်အခွန်20ရာဂိုင်နှုန်းစည်းချက်ထားတာကိုအမေရိကန်ကတစ်ဆရာဂိုင်နှုန်းထိချက်ချင်းလျှော့ချပေးမယ်လို့ထရန့်ကပြောပါရယ်။နောက်ပြီးတရုတ်ဟာလက်တလောဆိုင်းငံ့ထားတဲ့အမေရိကန်ထုတ်ပဲတွေဝယ်ယူမှုကိုအမြဲဆုံးပြန်ဆလိုက်မယ်လို့လည်းထရန့်ကရိပ်မွက်ဆိုပါရယ်။အဲ့ဒီဆုံးဖြတ်ချက်ကိုလည်းသူကအတိမဲ့ပြုပါရယ်လို့ထရန့်ကဆက်ပြီးပြောကြားခဲ့ပါရယ်။ နိုင်ငံခြားကုန်သွယ်ရေးအပြိုင်မှုတွေမှာအာယုံအဆိုင်ဆုံးအကြောင်းအရာတစ်ခုဖြစ်တဲ့မြေရှားတက်ထုတွေကိစ္စလည်းပြင်းလဲသွားပြီလို့ထရန့်ကဆက်ပြောပါရတယ်။ဒါပေမဲ့အသေးစိတ်ကိုတော့သူကမှတ်ချက်မပေးခဲ့ပါဘူး။အစောပိုင်းတော့ကတရုတ်ဟာမြေရှားတက်ထုတွေတင်ပို့မှုကိုကန့်သတ်မဲ့အကြောင်းကြေညာခဲ့တဲ့အတွက်ထရန့်ကဒေါသပုံထပြီးတရုတ်ကုန်စည်တွေပေါ်အခွန်တရားရဂိုင်းတို့တိုးကောက်မယ်လို့တောင်းချင်းချောက်ခဲ့ပါရတယ်။အခုတော့အမေရိကန်သားမကပဲတကမာလုံးအတွက်မြေရှားတက်ထုကိစ္စကစိတ်အေးရတော့မှဖြစ်ကြောင်းထရန့်ကပြောပါရတယ်။တရုတ်စီကပိတ်ပင်မှုတွေထက်ရှိလာ ာတော့မှမဟုတ်ကြောင်းလေသူကမျက်ချက်ပေးခဲ့ပါတယ်ထရန့်နဲ့ရှီရိုဟာနျူကလ িয়ার လက်နက်ထိန်းချုပ်ရေးမူဝါဒကိုလည်းထည့်သွင်းဆွေးနွေးခဲ့တယ်လို့ယုံကြည်ရပြီးထရန့်ကအမေရိကန်ဟာတင့်တော်တဲ့အချိန်တခုမှာနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်လည်စတင်လာနိုင်ကြောင်းသတင်းထောက်တွေကိုပြောပါတယ်အခြားနျူကလ িয়ার လက်နက်ပိုင်နိုင်ငံတွေလည်းဒါမျိုးလုပ်နေတာပဲလို့သူကဆိုပါတယ်ထရန့်ကသူနဲ့ရှီရိုကြားဆွေးနွေးမှုမှာထိုင်ဝမ်နဲ့ပတ်သက်တာတွေမပါခဲ့ကြောင်းအတည်ပြုပါတယ်ဒါပေမဲ့ယူကရိန်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့တရုတ်ကအမေရိကန်နဲ့လက်တွဲအလုပ်လုပ်ဖို့သဘော ်တူခဲ့ကြောင်းထရန့်ကပြောကြားသွားပါတယ်။ဘူဆန်ကဆွေးနွေးပွဲပြီးမှထရန့်လိုပဲရှိကလည်းစီဝေးခမ်းမကနေချက်ချင်းထွက်ခွာသွားခဲ့ပါတယ်။ထရန့်က F1 ပေါ်မှာတရင်တောက်တွေရဲ့အမေးဖြေတွေလုပ်နေပေမဲ့တရုတ်ဘက်ကတော့ဆွေးနွေးပွဲရလနဲ့ပတ်သက်လို့ဘာမှချက်မှမပေးဘဲအတန်တိတ်နေစေဖြစ်ပါတယ်။